အခုလောလောဆယ်သိရတဲ့သတင်းတွေအရဆိုလို့ရှိရင် PLA တွေကိုမြစ်အနောက်ဘက်ကူးကွတ်မပေးဘဲနဲ့ပိတ်ပင်နေတယ်လို့ PLA ရဲဘော်တွေဘက်ကနေပြီးတော့ဆိုပါတယ်ကျွန်တော်တို့ဒီနေ့မနေ့ကဒီ6ရက်နေ့ပေါ့နော်6ရက်နေ့6လပိုင်းဒီနောက်နောက်တွေကဒီနေ့မနေ့ကမှာဒီနေ့အလုပ်ကိစ္စတခုနဲ့ကျွန်တော်တို့မြကူးကိုရှိရကုန်လေအဲ့တော့မြကူးကိုရှိတဲ့အခါကျတော့ကျွန်တော်ဒီမုတ်ထောရွာကလေးကနေပြီးတော့ကျွန်တော်တို့ကဖြတ်ကူးมาလေအစီအပြေနေအဲ့တော့မုတ်ထောရွာကိုကျွန်တော်တို့ရောက်တဲ့အခါမှာမုတ်ထောရွာရဲ့အဝင်မှာ group ID ဆိုတဲ့ sign ဘုတ်ကိုကျွန်တော်တို့ထိတ်ထားတယ်အဲ့တော့ကျွန်တော်တို့က ်ကတို့ကလည်းမကူးတော့အဆင်မပြေတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမုတ်ထိုးရမှာတာဝန်ရှိတဲ့လူပြောက်ကိုကျွန်တော်တို့သွားပြီးတော့စကားပြောတယ်ပေါ့လေဟိုကတို့ကူးဖို့ရတော့ကျွန်တော်တို့သွားပြီးတော့အကူအညီတောင်းတယ်အဲ့အဲ့ဒီအချိန်မှာသူတို့ကဟိုရွာတဲ့ကပြည်သူပြောက်ကကျွန်တော်တို့ကိုလိုက်ဖို့ရေပေါ့အဲ့ဒီတာဝန်ရှိတဲ့အိမ်ကိုကျွန်တော်ကမသိရတဲ့အတွက်ပြည်သူပြောက်ကလိုက်ဖို့ရေအဲ့လိုက်ဖို့ပြီးတော့သူနဲ့အတူကျွန်တော်တို့အဲ့တာဝန်ရှိတဲ့အိမ်ကိုကျွန်တော်တို့ရောက်တယ်ရောက်တဲ့အခါကျတော့အဲ့ဒီတာဝန်ရှိလူကဟိုမင်းတို့ကတော့ဘယ်လိုမှတော့မအောင်မိပါဘူးဒါပေမဲ့ဒီအတန်ဖိုင်လေးကိုတော့နားထောင်ကြည့်ပါဆိုပြီးတော့ကျွန်တော်တို့ကိုအတန်ဖိုင်တစ်ခုဖွင့်ကြတယ် အဲ့ဒီအတန်ဖိုင်ထဲမှာဘာပါလဲဆိုတော့ကျွန်တော်တို့ဟိုသူအဲ့ဒီအချိန်မှာပါတဲ့အတန်ဖိုင်ထဲမှာကြိုးထားတာတော့ဟိုကျွန်တော်တို့တွေဂရုကူးတာကိုတော့တရားချက်မဖို့လုပ်မယ်ပြန်လေကူးရင်ကျွန်တော်တို့ကဒီဘက်ကနေအရှိတ်ကိုပဲအခုခံရတယ်အရှိတ်ကနေအခုမခံရဘူးဒီဘက်မှာပြန်လေခြေကုပ်ယူမယ်လို့တော့ကြားတယ်အပြီးတော့သူတို့ကအန်ယူဂျီလောက်ခံအဖွဲ့ကြီးလည်းမဟုတ်ဘူးဆိုတော့တကယ်လို့ပြန်လေကိုကူးပြတဲ့ဂရုတွေကိုတည်ရင်တော့ကျွန်တော်တို့ကလည်းအရေးယူမှုလုပ်မယ်ဆိုပြီးတော့ ိုကျွန်တော်အတန်ဖိုင်တစ်ခုဖွင့်ကြရတယ်ပေါ့လေအဲ့ဒီအတန်ဖိုင်ကလည်းသူတို့ပို့ထားတဲ့အတန်ဖိုင်ကစင်ကနေအကောင့်တွေကြတယ်သူတို့ပို့ထားတဲ့အတန်ဖိုင်ဖြစ်တယ်နောက်တစ်ခုကအတန်ဖိုင်၅ခုကိုကျွန်တော်တွေ့ခဲ့တယ်အဲ့ဒီအတန်ဖိုင်၅ခုတွေကနှစ်ခုပဲကျွန်တော်ဖွင့်ကြလိုက်တယ်ကျွန်တဲ့အတန်ဖိုင်တွေကဘာတွေဖြစ်မလဲလို့ကျွန်တော်တို့မသိရဘူးလေဒါပေမဲ့အဲ့ဒီအတန်ဖိုင်ဖွင့်ပြနေပိုင်းကျွန်တော်တို့ကိုအဲ့ဒီမော်တော်ကားတို့ကနေပြီးတော့ကျွန်တော်တို့အကူမခံဘူးအကူမခံတဲ့အခါကျတော့ကျွန်တော်တို့အခြားရွာကနေပြီးတော့ဟိုကျွန်တော်တို့ရဲဘော်ရဲ့မိသားစုဝင်တွေကိုအကူအညီတောင်းပြီးတော့ ဇွာအဝေးကနေပြီးတော့ကျွန်တော်တို့မြစ်ကိုဟိုဘက်ကန်းကိုကျွန်တော်တို့ကူးရတယ်ပေါ့အဲ့လိုအခြေအနေပြီးတော့ကျွန်တော်တို့ဒီနေ့ဖြစ်ခဲ့ပါတယ်အဲ့ဒီအတန်ဖိုင်ကိုကျွန်တော်ဒီဘိုတမ်ကြီးပို့ထားတယ်လို့ကျွန်တော်တို့ပြောရကြအဲ့ဒီဇွာကာကွယ်ရေးအဖွဲ့ရပါလေဟိုကျွန်တော်တိရတဲ့လောက်ကတော့အဲ့ဒီအတန်ဘိုတမ်ကြီးအတန်ပါပဲဟိုအဲ့ဒီဇွာကတာဝန်ရှိသူကပကဖဖြစ်မလားဒါမှမဟုတ်ဟိုကျွန်တော်ဒီထောက်ဖို့တာဝန်ညာဖြစ်မလားတော့ကျွန်တော်မသိပါဘူးဗျဟုတ်အဲ့လိုမျိုးဘုဒ္ဓံမဏိတို့ဘက်ကနေပြီးတော့ပိတ်ပင်ထားတာမျိုးညွှန်ကြားထားတာမျိုးရှိပါသလားခင်ဗျ။ PL တွေကိုပိတ်ပင်တယ်ဆိုတာကတကယ်တော့ ဲ့ဒီကန်းကြီးကိုပိတ်ထတာကြာပြီဗျအဓိကကတော့အဲ့ဒီနေရာကလေမော်တော်ဂိတ်ဆိုတော့ကဘုံခဏခဏလာကျဲလို့ဆိုပြီးတော့အရင်ကိုဂိမ်းဘူးကိုတိုင်းကပိတ်ထခဲ့တဲ့နေရာဗျအဲ့ဒါကြီးကအဲ့ဒီအရင်များတယ်ဘုံလေးခဏခဏကျဲလို့ဆိုပြီးတော့လှုပ်ထတာဟော PLA တွေကိုဟိုလာဘမပေးဘူးဆိုတာအဲ့လိုမျိုးတော့မဟုတ်ဘူးကိုကဲရုံးကိုတော့အကြောင်းကြားရမယ်ဆိုတဲ့ပုံစံမျိုးပြောထတာအဲ့ဒါကဘာကြောင့်အဲ့လိုပြောရလဲဆိုတော့ကျွန်တော်ကဟိုတနေ့က ဒီ PLA တွေနဲ့ကျွန်တော်ကစကားပြောဖို့ဆိုပြီးတော့ကျွန်တော်ကဟိုသူတို့ချိန်းတဲ့နေရာကိုကျွန်တော်သွားတယ်ပေါ့ဗျာသွားတဲ့ခါကျတော့သူတို့ကကျွန်တော်ကိုဗာပြန်ပြောလဲဆိုတော့သူတို့ချိန်းတဲ့နေရာလာရမယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုချိုးတယ်ဗျာဒါနဲ့ကျွန်တော်ကလည်းသူတို့ချိန်းတဲ့နေရာကြီးရောက်အောင်သွားခဲ့တယ်အဲ့အဲ့လိုမျိုးကျွန်တော်ဘက်ကလိုက်လျောပေးခဲ့တယ်ပေါ့ဒါကြီးကနည်းနည်းတော့များတယ်လို့ကျွန်တော်ကထင်တယ်ဒါပေမဲ့အဲသူတို့ချင်းတဲ့နေရာရောက်အောင်သွားတယ်ပြည့်ခါကျမင်းတို့ကောင်းဆောင်ဘယ်မှာလဲဆိုတော့မင်းတို့ကျွန်တော်တို့ကောင်းဆောင်လဲခေါ်လိုက်မယ်ဆိုပြီးတော့မှအဲ့ကြမှာ အဲကျွန်တော်တို့ကခေါင်းဆောင်ချင်းတော့စကားပြောခဲ့တာမျိုးတော့ရှိတယ်ပေါ့ဒါပေမဲ့အော်ဒီတော်လည်းရင်းနေမိဒီမှာအများစုကနော်ခေါင်းဆောင်နေရဲ့ခီးသွားခွင့်လက်မှတ်ပါမတာရင်ခီးသွားခွင့်ရှိတာအဲ့ဒါကိုကျွန်တော်ကခီးသွားခွင့်ပါမပါစစ်ဆေးပါစစ်ဆေးပြီးတော့မှအာသွားလာခွင့်ပြုပါဆိုပြီးအခြားတော်လည်းရင်းနေမိလို့ပုံစံဖြစ်အောင်ကျွန်တော်ကလုပ်လိုက်တဲ့သဘောပါဟိုတကယ်လို့ခင်ဗျာ KI ကိုကေးရဲ့အဲကွန်ပျူတာဖြစ်ဖြစ် တော်တော်တရားရရဲ့ဟုတ်လားကွန်ပျူတာဖြစ်ဖြစ်အဲ့လိုကွန်ပျူတာရယူပြီးရင်တော့အဲလာဝင်ရပါတယ်အဲ့လိုမျိုးပြောတာရှိပါတယ်ဟုတ်သူတို့ PLA ကတိကျအဖွဲ့အစည်းဖြစ်နေတယ်ဆိုတော့ KI ကွက်ကဲရရဲ့အောက်မှာရှိမနေပါဘူးသူတို့အနေနဲ့လဲလာကျင်လို့ရှိရင် KI ကွက်ကဲရရဲ့ကွန်ပျူတာယူရမှာပဲလားအဲ့ဒါလို့ပြနိုင်မှဖြတ်တန်းခွင့်ပြုမယ်ဆိုတော့သဘောပါလားခင်ဗျ ပါတို့တို့ကဥမာဆိုလို့ရှိရင်ဒါ PLA ခေါင်းဆောင်တယောက်ကနေခီးသွားဝင်လက်မှတ်တို့ပါတော့ထုတ်ပြင်စစ်ပြပါလေရပါတယ်ဟုတ်ကဲ့ဗျာဆိုတော့ဟိုသူတို့ဖြစ်နေတာကျွန်တော်ပြောပြပါအောင်မယ်အဓိကဖြစ်နေတာကျွန်တော်တို့နေမြေကအမှန်တိုင်းဒါမြေပြင်ကတော့ဆင်းလာရင်ပြီးမှာပါဘယ်သူဘယ်သူမှဟိုဟိုဟိုဆစ်ဆီမင်းမြန်းတာမရှိဘဲနဲ့ဟိုတလဟောလွတ်ထားတဲ့နေကြီးကျွန်တော်ပြီးခဲ့တဲ့အဘက်ကဟာစီဝေးမှာလည်းပြောခဲ့တယ်ဒီနေမြေအရန်ကိုဒီ ဟိုစစ်ကောင်စီဘက်ကလည်းနော်တောင်းလိုင်းရင်အများကြီးစိတ်ဝင်နေတဲ့ကျွန်တော်ဂိတ်တွေချမယ်ဆိုပြီးတော့အစည်းအဝေးမှာကျွန်တော်ကပြောခဲ့တာရှိတယ်။အဲဒါကြောင့်မလို့ဂိတ်တွေချတဲ့ဟာနဲ့လည်းအဲ့ဒါတိုက်ဆိုင်နေဒါပေမဲ့ဒီဇက်စိတ်ကြီးကိုပိတ်ခဲ့တာကပြီးခဲ့တဲ့ကိုကဲရင်မှုကိုယ်တိုင်ကပိတ်ခဲ့တာအဲ့ဒါကလည်းဇက်စိတ်ကတာဝန်ခံကိုယ်တိုင်သူကိုယ်တိုင်သိတယ်အဲ့ဒါလုံးဝမဖြစ်အောင်ဆိုပြီးပိတ်ခဲ့တာပါဗျ။ PLA ရဲဘော်ကပြောတာကတော့ဘူတန်မနီရဲ့ အတန်ဖိုင်ရဲ့ကုမိုးကောင်းရဲ့အတန်ဖိုင်ရဲ့ကိုဖွင့်ပြပြီးတော့အဲ့ဒီအတန်ဖိုင်ထဲမှာ PLA ဆိုလို့ရှိရင်မြစ်ကိုမကူးစေနဲ့လို့ပြောထားတဲ့အကြောင်းသိသိရှာရှာပြောပါတယ်အဲ့ဒီအတန်ဖိုင်ကမှားနေတယ်လို့ဆိုလိုတာပါလားအမှန်တမ်းပြောရရင်အဲ့ဒီကဇက်စိတ်ကပုံကောနဲ့ကျွန်တော်ကအခြေဆက်ကိုမရှိဘူးဗျမနေ့ကလည်းဒါပြောမိတာလည်းမရှိဘူးဒါပေမဲ့အဲ့ဒီဟာကိုဟိုဒီလုံချုံရေးကတင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ဆိုပြီးတော့ကျွန်တော်ညွှန်ကြားတာတော့ရှိတယ်အဲ့ဒါကဘာလို့လဲဆိုလို့ရှိရင်အခုက ဒီစစ်ကောင်စီဘက်ဟိုဟာပေါ့12ရောက်အဲသူတို့ဘက်ကဒလန်လို့ယူစားတယ်လို့12ရောက်ကဒီဘက်ကိုဝင်မယ်ဆိုတော့အဲတရင်ကကြားလို့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကလေးကအဲ့ဒါကိုဆစ်ဆေးခိုင်းထားတာတော့ရှိတယ်ဗျအဲ့ဒါဒီတက်လက်ထပ်ပြီးတော့ကြက်မှန်ရမယ်ဘာကြောင့်လဲဆိုတော့ဟိုပြီးခဲ့တဲ့ဟိုလာတဲ့ရပေါ့ဗျအဲ့ဒီဒီမိုတော်ဂိတ်မှာပဲဒီပစ္စတိုခါးကြထိုးပြီးတော့အဲပစ္စတိုခါးကြထိုးပြီးတော့ အဲ့မှာဓာတ်ပုံလာရိုက်တော့သွားတယ်ဆိုတော့သတင်းရတယ်ဗျာအဲ့ဒီထောက်လန်းကြီးကအဲ့ဒီစစ်ကောင်စီကလူကဘယ်လိုရောက်သွားလဲဆိုတော့ရင်းမှပြမျိုးတဲဝင်သွားတယ်ဆိုပြီးနောက်ပိုင်းသတင်းရတာဗျာအဲ့မျိုးအခြေအနေမျိုးအထိကျွန်တော်တို့မှာအာဂိတ်လည်းမရှိပါမရှိနဲ့ဆိုလုံချိုးကြီးကတအားကိုစိုးရင်ကြဖြစ်တယ်အထူးသဖြင့်အခုလိုစစ်စင်ဖြစ်နေတဲ့အချိန်မှာရောက်ရက်ခတ်နေတဲ့အချိန်မှာသူတို့ကအရင်ဝင်လို့ကောင်းနေတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်က အားလုံးအားလုံးတက်ပါ ကျွန်တော်ကလုံခြုံရေးတင်းကျပ်ခိုင်းတဲ့သဘောတော့ရှိပါတယ်ဟုတ်အခုတော်လိုင်းရဲ့အဖွဲ့တွေကြာမှာအငင်းပွားနေတာလည်းရှိနေတော့တိတိကျကျတိရအောင်ထပ်ပြီးတော့ကျွန်တော်မေးချင်ပါတယ်ဘုဒ္ဓံမရီတို့အနေနဲ့ PLA ဆိုလို့ရှိရင် မြစ်ကိုဖျက်မကူးစေနဲ့ဆိုပြီးတော့ policy ချညွှန်ကြားထားတာမျိုးလုံးဝမရှိဘူးလို့တိတိကျကျပြောနိုင်ပါသလားခင်ဗျာ ဲ့လိုလုံးဝမရှိပါဘူးဘာလို့လဲဆိုတော့တို့ကူးလို့ရတယ်ဒါပေမဲ့တို့ရဲ့ဒီခေါင်းဆောင်ပေါ့ဗျ PLA ခေါင်းဆောင်ရဲ့ခီးသွားခွင့်လက်မှတ်တို့ဘာလို့ထုတ်ပေးမယ်ဆိုရင်ကျွန်တော်ကအဲ့ဒါကို ခွင့်ပြုပါတယ်ဗျ။ဒါကကျွန်တော်ကိုယ်တိုင်လည်းဒါရှမ်းမြောက်ဘက်ကိုရောက်တဲ့ချိန်မှာကျွန်တော် MNDAA ရဲ့ထောက်ခံချက်နဲ့ကျွန်တော်သွားခဲ့ရတယ်။အဲ့ MNDAA ရဲ့ထောက်ခံချက်ကခင်ဗျာကျွန်တော်တို့လုံးဝမဖတ်တတ်တဲ့တရုတ်စာရင်းနဲ့ကျွန်တော်တို့သွားခဲ့ရတယ်ဗျာ။ဒါကဒါရှမ်းမြောက်မှာကျွန်တော်ကိုယ်တိုင်ကြုံခဲ့တာ။ကျွန်တော်တို့ဒီတော်လန်ရင်းနေတဲ့နေရာတွေမှာလည်းအဲ့လိုစာရေးစာရန်လေးမှမပါဘဲနဲ့ဥရိုသွားဝင်ပေးတာဒါအရင်ခင်ကိုကေးရေးတွေကလည်းအဲ့တိုင်းပဲ။အဲ့မှာဘာဖြစ်လာလဲဆိုတော့လုံချုံရေးစီးတွေကတော်တော်ကိုကျိုးပေါက်လာလို့ပါ။အထူးသဖြင့်ဒီ ဒီဒီလိုစစ်စင်ရေးကာလပေါ့နော်ဘလဲစစ်စင်ရေးကာလမှာဆိုရင်လက်နဲ့ကင်ကြီးကရှုပ်ချက်ခတ်ပြီးတော့တခါတည်းဥရုသွားလာနေတဲ့အချိန်မှာဘသူကပါလဲဆိုတော့ဒါတော့တိကွင့်ရှိလို့မဟုတ်ကျွန်တော်ကအခုလိုမျိုးဟိုတားမြစ်တဲ့သဘောလည်းမဟုတ်ပါဘူးဒါဟိုခီးသွားလက်မှတ်ပါရင်ခွင့်ပြုမယ်ဆိုတဲ့သဘောပါအဲ့ဒါလည်းဒါကဘယ်တက်တယ်မဆိုဘယ်ဟိုတိုင်းရင်းသားဒေသမဆိုဒါကလိုရိုးလို့စင်လှုပ်ထုံးလုံနေပါပဲဗျာ စစ်စေးမှာရော PLA နဲ့ပူပေါင်းဆောင်ရွက်တာမျိုးရှိပါသလားပူပေါင်းဆောင်ရွက်မှုကိုကျွန်တော်တို့ကလုပ်ချင်ပါတယ်ဒါပေမဲ့အဲကျွန်တော်ပြောမယ်အဲ့ဒီကမ်းလောင်းကိုစစ်စေးရေလုပ်တဲ့အချိန်မှာကျွန်တော်ကဟို တည်င်းကြူရတာပဲရှိတယ်တိတိကျကျမသိရဘူးဗျဆိုလိုတာကသူတို့ကကျွန်တော်အပေါ်မှာမယုံကြည်တဲ့သဘောလဲပါလောက်တယ်လို့ထင်တယ်အဲ့ဒီမှာသူတို့ ਨੇ တွဲလုပ်တဲ့ဒီဟိုခေါင်းဆောင်တယောက်ကကျွန်တော်ကိုလက်နဲ့ငားနေတာအဲ့ဒါကြာယူရလွန်ခဲ့တဲ့အဲလကရေကကျွန်တော်ငားတယ်ဒါပေမဲ့ဘာဆက်စင်ရင်းမလို့လဲလို့ကျွန်တော်က မေးခဲ့တယ်ဒါပေမဲ့ तू ကမပြောဘူးကြာမပြောနိုင်ဘူးဆိုတော့ကျွန်တော်ကလည်းအဲ့ဒါနဲ့ကမ်းမငားခဲ့ဘူးပေါ့ဗျာအဲနောက်တစ်ယောက်ကကျွန်တော်ကိုဒီဆက်စင်ရင်းကလာမှာကျွန်တော် ကြည်ကြီးတယ်ဗျာ तू ကတော့သူ့ကိုမေးလိုက်တော့ခင်ဗျာဒီစစ်စီကြီးကိုတည်သလားလို့မေးတော့ तू ကတည်တယ်တဲ့နှစ်ရက်လောက်ကြိုရတယ်လေအဲ့ဒါဆိုလို့ရှိရင်လို့ကျွန်တော်ကကြည်ကချီးပင်မယ်ဒါပေမဲ့ခင်ဗျားတို့ကကျုပ်ကိုမယုံကြည်ခဲ့ပဲနဲ့ဟိုမယုံကြည်လို့အတိမပေးတဲ့လူတယောက်ကိုလို့ခင်ဗျားတို့ကျုပ်ကိုကြည်ပြန်ပြီးချီးတယ်ဆိုတာကနည်းနည်းတော့များသွားပြီလို့ခင်ဗျားတို့ကကျုပ်ပေါ်မှာယုံကြည်တဲ့နယ်လို့ဒီစစ်စီကြီးကိုအဲခင်ဗျားတို့ကကျူပြီးတော့ကျွန်တော်ကိုပြောတင်တယ်ပေါ့ဒါပူပေါင်းဆောင်ရွက်ဖို့အနေထားကိုကျွန်တော်ကျူပြောခဲ့ပါတယ်အဲပြီးတဲ့ခါကျတော့ ဒီစစ်စင်ရေးကိုရုတ်တရက်ဒီလိုလုပ်တဲ့အခါကျတော့ဗာအခက်ခဲရှိလဲဆိုတော့အဲ့နံမှာရဲဘော်တွေကဒါ24နှစ်ပြည်ပေါ့ဗျာ12ရာစီအဲ့မှာကင်းဆောင်နေရတဲ့ရဲဘော်တွေရှိတယ်ဗျာအဲ့ဒီကန်းတော်ပေးပါလေအဲ့တော့သူကမနေ့9နာရီလောက်အတကုံဝင်တဲ့ခါကျတော့ရဲဘော်တွေ ਨੇ ပြင်မဲ့ခမ်းမဲ့နေတာတွေဖြစ်တာဒါပေမဲ့ဒီဘက်ကဒီဟွာတွေကအဲတရင်မှုတွေကသဘောထားကြီးကြီးနဲ့ဟာသွားမလုံနဲ့ဆိုပြီးတော့တားခဲ့ပါတယ် ဲ့တော့ကျွန်တော်ဆိုလိုတာကအဲ့ဒီအရာကြီးဆစ်စီရင်နေမြေကြီးအစောကတည်းကအဲကြိုပြီးတော့အတိပေးတင်တယ်အတိပေးပြီးတဲ့ခါကျတော့လုံညိုရင်းရဟလာဖယ်ပေးပါဆိုရင်လည်းကျွန်တော်တို့ကဖယ်ပေးမှာပဲအဲ့အတွက်နောက်တစ်ခါနောက်တစ်ဆိုချိုးတစ်ခုကဘာဖြစ်လာလဲဆိုတော့ဒီဟိုမှာပေါ့ဒီဒီဆစ်စီရင်တစ်ခုလုပ်ပြီးဆိုရင်ဒီရဲဘော်တွေတန်ရရရဲ့ပြကုဖို့ဆိုတာဘယ်လိုလုပ်မှလဲဆိုတော့တို့ကမစင်စားထားဘူးဗျမပြောလဲကြုံမပြောတဲ့ခါကျတော့ဆရာဝန်တွေမှာအခြားတင်တဲ့တစ်ခုရှိတယ်အဲ့တင်တဲ့တစ်ခုကိုသွားဖို့သွားလို့မရဘူးအဲ့တင်တဲ့ကြီးအခုပြက်တယ်ဗျအပြက်တနာတွေ အဲ့လိုတွေဟိုအစင်းစင်ဖြစ်တာပေါ့ဆိုလိုတာကကျွန်တော်တို့အကြောင်းကြားရင်ကျွန်တော်တို့ကဆရာဝန်တွေဟုတ်လားနောက်ပြီးတော့သူတို့လုပ်မဲ့တင်နန်းတွေလည်းကျွန်တော်တို့ကဟိုနားရပြလို့ရတာပေါ့ဗျအခုကအဲ့တင်နန်းသားတွေကလည်းကိုလိုကန်လန်းနဲ့အဖြစ်ဆရာဝန်တွေကလည်းဟိုတင်နန်းမလုပ်နိုင်ပြန်ပြီးတဲ့အခါကျတော့စေကူးတဲ့နေရာရောက်အဲ့မှာတင်နန်းသားတွေကအဲ့မှာပြဿနာတွေတဲ့အဲ့လိုမျိုးတွေပေါ့မလိုလားတဲ့စိုးကျိုးတွေဖြစ်တာပေါ့ကျွန်တော်ကဆိုလိုတာကတော်လိုင်းရဲ့တော်တော်လုပ်တဲ့အတူညီကိုချင်းတူဘာဖြစ်လို့ကျွန်တော်ကိုမယုံကြည်တာလဲပေါ့ဒီဒေသမှာလည်းလာသေးတယ်ကျွန်တော်ကိုမယု ုံကြည်ဘက်နဲ့စည်ရေးလက်ဖော်ဆောင်နေဆိုရင်ကျွန်တော်တို့ဘယ်လိုပူတွဲပြီးတော့စည်ရေးဖော်ဆောင်ကြမလဲကျွန်တော်ကအဲ့ဒါပါပဲအဓိကတော့ကျွန်တော်တို့ပူပေါင်းစုပေါင်းပြီးတော့ပေါင်းစပ်ညီနိုင်ရေးလိုအပ်တယ်ဆိုတာကျွန်တော်ပြောချင်တာပါဟုတ်စစ်စင်ရေးအစားပိုင်းမှာ PDF ရဲဘော်တယောက်နဲ့ကျွန်တော်စကားပြောဖြစ်ပါတယ်အဲ့လိုစကားပြောတဲ့အခါမှာတော့သူ့ကို PLA ကစစ်စင်ရေးအတူတူလုပ်ဖို့ရာဖိတ်ခေါ်ပါတယ်သူကလည်းစစ်ကောင်စီကိုတိုက်ရမှာဆိုတော့တိုက်ချင်ပါတယ်တဲ့ဒါပေမဲ့ ခိုင်ကိုကဲရဲက PLA နဲ့တွဲမတက်ရဘူးဆိုလို့ဝင်မပါရဘူးလို့ပြောပါတယ်။အဲ့ဒါနဲ့ပတ်သက်လို့ဘူတန်မဏိဘာပြောချင်ပါလဲခင်ဗျ။မရှိပါဘူးတကယ်တော့ကျွန်တော်ကဘယ်သူနဲ့တိုက်တိုက်ပါပဲ။ဒါပေမဲ့အဲ့လိုမျိုးဟိုလုံးဝမတက်ရဘူးဆိုတာမရှိဘူး။ အဲ့ဒါအဲ့လိုပြောလို့ရှိရင်ခင်ဗျား IPL လေးအကုန်လုံးတယောက်မှတော့ကြံမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ MT ဘာကြီးကိုကာပေးထားတာခင်ဗျားဒီ MOD ရင်းနေအကုန်လုံးလေကအထွက်လာတဲ့ဟာတွေအလုံးကိုတိုက်လိုက်တာလေ MOD ရင်းနေပါအကယ်၍သာ MOD ရင်းနေမကာကြည့်ပါလားခင်ဗျားတန်းတော့ဟုတ်တယ်အကုန်လုံးပြုတ်ကုန်ပြီပေါ့ဗျာ။ပြလို့ရှိရင်ကျွန်တော်ရဲဘော်တွေကျွန်တော်ဒါဒါကျွန်တော်တိုက်ရိုက်ကုတ်ခဲ့တဲ့ရင်းနေရှိတယ်အဲ့ရင်းနေဆိုလို့ရှိရင်အဲသူတို့ပွဲဖြစ်ပြီဆိုတော့သူတို့မနေနိုင်လို့ဆိုပြီးကျွန်တော်စီကိုကြီး1900ထုတ်သွားတယ်ဗျာ ကျွန်တော်ထုတ်ပေးလိုက်ပါတယ်အဲ့ရပြီးတဲ့ခါကျတော့ဟို RPG ဘူးသုံးဘူးလဲလာထုတ်တယ်ဗျာကျွန်တော်ထုတ်ပေးလိုက်တာပဲထုတ်ပေးပြီးတော့သူသူတို့ကအဲ့ဒီဟိုဟာဟိုအဲဇီးပြုံကုန်းရောကာမလို့တဲ့အေးကာရလို့ကျွန်တော်ကိုယ်တိုင်အဲ့ဒါညွှန်ကြားလိုက်တာပဲအဲ့တော့သူတို့ဘက်ကလုတ်တင်တာတွေလုတ်တယ်ကျွန်တော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဘာမှမဖြစ်ဘူးဘာမှဟို PL နဲ့လုံးဝမတွေ့တိုက်ဘူးဆိုတဲ့စကားကျွန်တော်တခါမှမပြောခဲ့ဘူးအဲတွေ့တိုက်နေတဲ့ရင်းတွေလည်းကျွန်တော်ကျွန်တော်ဘာမှမပြောဘူးရတယ်တိုက် ဆိုတဲ့သဘောနဲ့ကျွန်တော်လှုပ်ပေးထားတယ်ကျွန်တော်မသိချင်အောင်ဆောင်ခဲ့တယ်ပေါ့နော်တကယ်တကယ်တော့ PLA ကိုတိုင်သူတို့ကိုတိုင်ကိုအရင်ကိုကဲရေးမှုကစာထုတ်ပြီးတော့စစ်စင်ဆင်နွှဲမယ်ဆိုလို့ရှိရင်ကိုကဲရုံးကိုအကြောင်းကြားပါဆိုပြီးစာထုတ်ထားတယ်စာရှိတယ်ဗျအဲ့ဒီစာကိုသူတို့ကမထင်မမြင်လုပ်ပြီးတော့ဒီစစ်စင်ရေးကိုဖော်ဆောင်သွားတယ်ဒါလည်းထားပါတော့ဒါဒါစစ်ကောင်စီတိုက်တဲ့အတွက်ကျွန်တော်အနေနဲ့ထားတိုက်ဆိုတဲ့ပုံစံမျိုးအဲကျွန်တော်တို့ကအဲ့လိုမျိုးသဘောထားကြီးကြီးနဲ့အဲလက်တဲလက်တွဲပြီးတော့သွားနေတာပါဟုတ် ဆိုးဆိုးကဘူတမနီပြောတဲ့ဆရာဝန်ကိစ္စနဲ့ပတ်သက်တာတစ်ခုကိုလည်း PLA ဘက်ကနေပြီးတော့ကြားထားတာရှိပါတယ်။ပြီးခဲ့တဲ့3လရက်ကြော်ကြော်လောက်ကဖြစ်ပါလိမ့်မယ်။ PLA ရဲ့ဒဏ်ရာရတဲ့ရဲဘော်တွေကိုချက်ချင်းစေယုံကနေပြီးတော့ဆင့်ပေးရမယ်လို့ PDF နဲ့ PDF ဘက်ကနေပြီးတော့ပြောလို့သူတို့စေယုံကနေပြီးတော့ချက်ချင်းဆင့်ပေးခဲ့ရတယ်မောင်းထုတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒါကိုရောသိပါသလား။ ဒါဆေးရုံကိစ္စဆိုတော့ကျွန်တော်တေချာတော့မသိဘူးလေဘယ်ဆေးရုံကဖြစ်တာလဲအဲ့ဖြစ်တဲ့ဆေးရုံဆိုရင်လည်းကျွန်တော်မေးပေးပါမယ်များသောအားဖြင့်ကျွန်တော်ဆရာဝန်တွေတော်တော်များများအဲ့လိုလုပ်လို့မရှိပါဘူးကျွန်တော်သိတယ်ဘယ်မှာသွားကုနေတာဆာကျွန်တော်သိတယ်ဒါပေမဲ့ဒါကကျွန်တော်ပြောလို့မရဘူးဟိုကုပေးနေတယ်ဆရာဝန်တွေကိုယ်တိုင်လည်းကျွန်တော်ကိုလာပြောတယ်ဒီလိုလိုတော့ကုပေးတယ်ဘာပဲဖြစ်ဖြစ်သူတို့အကြောင်းကြားရတယ်သူတို့ကဟိုပြည့်ကြီးဆိုတော့ねပြင်းဆင်ရတာဘာမှအဆင်မပြေတာရှိတာတော့ရှိတယ်လို့အဲ့လိုတော့ကျွန်တော်ကိုတော့ပြောနေကြ အဲ့တော့ဆေးကုတဲ့ကဏ္ဍမှာကဘယ်သူမှစုပ်ဖူးရမယ်ပေါ့ကျွန်တော်တို့ရန်သူတောင်ကဆေးကုရသေးတယ်ဗျာ PLA ဆေးကုတာတော့ဘာဖြစ်မှာလဲအခုပေါ့အဲကျွန်တော်ကတော့အဲ့လိုပဲပြောတာပါအဲ့တော့မောင်းထုတ်တဲ့ဘာညာဆိုတော့ဘယ်ဆေးရုံကလဲဆိုတော့ကျွန်တော်အသိကျင်တယ်ဒါပေမဲ့အဲ့လိုလုတ်ဖို့လဲကျွန်တော်ကညွန်ကြားထားတာမရှိသလိုလုတ်ခဲ့ရင်လဲကျွန်တော်ကအဲ့ဒါကိုပြင်းပြင်းထန်ထန်ကျွန်တော်သွားပြီးတော့တတိပေးပါမယ်ဟုတ်ဘယ်ဆေးရုံဆိုတော့ကျွန်တော်ကတော့ပြောဖို့လိုတာပေါ့ဟုတ်အဲ့ဒီတော့ဟိုတော်လိုင်းအဖွဲ့တွေအချင်းချင်းကြားထဲမှာနားလည်မှု လွဲမနေတာမျိုးတွေကိုတော့အမြင်တွေ့နေရပါတယ်ဟိုအသေးအဖွဲဆိုပေမဲ့အဖုထစ်လေးတွေရှိနေတာကိုတွေ့ရပါတယ်အဲ့ဒီတော့အဲ့ဒါမျိုးတွေအတွက်ခေါင်းဆောင်ချင်းချင်းဆက်သွယ်တာဆွေးနွေးတာမျိုးရောရှိပါသလားခင်ဗျာရှိပါတယ်ကျွန်တော်တို့ဒီအထပါတော့ကန်းတော်နေမျိုးသူတို့စစ်စင်လုံးတဲ့နေပါမှာကျွန်တော်တို့ကစီးပြူဘုံဘက်ကိုလုံးမယ်ဆိုပြီးသူတို့ ခေါင်းဆောင်တွေပေါ့နော် PLA ခေါင်းဆောင်တွေကိုခေါ်လိုက်တယ်ပြီးတဲ့ခါကျတော့ ABS တွေကခေါင်းဆောင်တွေခေါ်လိုက်တယ်ခေါ်ခေါ်ပြီးတော့သူတို့ညှိနှိုင်းမှုတွေလုပ်ပါတယ်ညှိနှောင်းပေါက်ဆက်လုပ်ပါတယ်ဒီလိုပြိပကတွေဖြစ်မှဆိုလို့လေကျွန်တော်ကအဲ့လိုညှိနှိုင်းပေါက်ဆက်လုပ်ပါဆိုပြီးတော့ညွှန်ကြားထားတာရှိတဲ့အတွက်ဒီတပ်မှုတွေကညွှန်ပေါက်ဆက်တယ် နော်နောက်ဆုံးဒီပင်နာတွေကရဲဘော်တွေကိုတောင်းအသိပေးတယ်ပေါ့ဒါဒီဒီဒီစစ်စင်ရဒီလိုလုပ်မယ်ဒါမျိုးနေမီကိုတော့အခုလိုပြဿနာတွေတက်လာမှဆိုးလို့ဆိုပြီးတော့ကိုကျူပြီးတော့ကိုညှိနှောင်းပေါက်ဆက်လုပ်ပါတယ်ခင်ဗျားတို့ကခင်ဗျားတို့ကန်းတောင်းကိုပြီးအောင်လုပ်ပါအဲ့တော့ခင်ဗျားတို့နေမီအဲ့ဒါကန်းတောင်းဘက်ကိုခင်ဗျားတို့အဲ့ဒီဘက်မှာရအောင်လုပ်ကျွတ်တို့ကဒီဘက်ကဈေးပြုံဘုံဘက်ကိုပြီးအောင်လုပ်မယ်ဆိုပြီးတော့နေမီကန့်ပြီးတော့ကိုပြဿနာပြိပကတစ်ဖွဲနဲ့တစ်ဖွဲဖြစ်မှဆိုးလို့ကိုအဲ့လိုလုပ်ထားတာ ဘာကြောင့်လဲဆိုတော့ဟိုတရားနယ်ကအဲ့လိုပြိပက်ကဖြစ်ရင်မကောင်းဘူးဆိုတော့ကျွန်တော်တို့ကြိုသိတယ်။ဒါကြောင့်နေမြကန့်ပြီးတော့လုံးကြပါလို့ပြောကြတာ။ဒါပေမဲ့ဒီလေရင်ကြီးပြစ်ကြတဲ့ချိန်မှာပြစ်တာကတကယ်တကယ်ကကျွန်တော်ကအဲ့ဒါကောင်းကောင်းသိတယ်ဗီဒီယိုဖိုင်တွေလည်းတော့မှရှိတယ်။ဘာလို့ဘယ်နေရာပြစ်တာလဲဆိုတော့ဇီးဗျူကုန်းကိုပြစ်တာဗျ။ အစည်းပြုကအရေးကြီးတဲ့ point ကိုသူရှာနေတာသုံးလေးဘက်ရှာပြီးတော့မှပစ်တာနှစ်ချက်ပစ်ပြီးတော့ခါကြတော့နောက်ဆုံးမှသူကဒီနောက်တစ်ပတ်ပြန်ပတ်ဖို့ဆိုပြီးတော့မင်းနိုင်မြေဘက်ကိုသွားတဲ့သွားသွားပြီးတော့အဲ့ခုနပြောတဲ့ဇပစီရွာအရောက်မှာသူကဆက်ကရက်သွားတာရက်သွားတဲ့အရက်မှာသူကပြန်ထောင်ပြီးတက်ဖို့ကြိုးစားတဲ့အချိန်မှာတက်မရတယ်ပဲနဲ့အဲ့မှာအဲ့မှာအဲ့မှာတခါလေပြက်ကြတော့တာဆိုပြီးတော့ဒီမြင့်မြင့်တက်တဲ့ရုပ်ဝင်ကအဲ့လို အားလုံးနှိပါပါအဲ့နာမှာရဲဘော်တွေအများကြီးရှိပါတယ်သူတို့ကအဲ့လိုပြောပြကြတာလေအဲ့ကြောင့်မလို့ဒီဖြစ်တဲ့ခုနကပြောတဲ့အကန့်လုံပြီးတော့တိုက်ကြတဲ့နေရာမှာတကယ်တကယ်ဖြစ်တာကဇီးပုံဘက်ကအကန့်ကိုလာဖြစ်တာပေါ့ဗျာဒါလေးကိုတော့ကျွန်တော်ပြောချင်ပါတယ်ဒီပြစ်ချခြင်းမပြစ်ချခြင်းတော့ကျွန်တော်မပြောလို့တော့ပါဘူးသူဒီလိုပြိပခပြစ်မှာဆိုလို့သူအကန့်နဲ့ကိုယ်အကန့်ခွဲလိုက်တာဗျာခင်ဗျားတို့ကန့်အောင်ပြီးအောင်တိုက်ကျွန်တော်ကအဲ့ဒီဘက်ကဇီးပုံပြီးအောင်တိုက်မယ်ဆိုတော့ဟိုဘောအဂရီမန့်လုပ်ထားပြီးသား စကားလည်းပြောထားပြီးသားရှိတယ်ရှိပါတယ်ဗျအခုလိုဖြေကြပေးတဲ့အတွက်ဘူတန်မဏိကိုကျေးဇူးတင်ပါတယ်ဟီးရိုးတိုက်ကားကောင်းဆောင်ဘူထိုက်မောင်နဲ့လူရောက်20အသက်ခံရတဲ့ကိစ္စမှာဘူတန်မဏိကို NUG ကစစ်ဆေးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဘူတန်မဏိကရှင်းလင်းဖြေကြသွားပါတယ်သူ့ကိုစစ်ဆေးကြတာမှန်ပေမဲ့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကသူ့မှာအပြစ်မရှိကြောင်းတရားဝင်ပြောထားတယ်လို့သူကဆိုပါတယ်အပြစ်ရှိသူတွေကိုအရေးယူအပြစ်ဒဏ်ပေးဖို့ NUG ကစီစဉ်နေတယ်လို့လည်းဆိုပါတယ်တကယ်လို့သူ့ကို အပြစ်ပေးခဲ့လို့ရှိရင်လည်းပေးတဲ့အပြစ်ကိုခံယူဖို့အသင့်မယ်လို့ဗုဒ္ဓမနီကပြောပါရခင်ဗျာ